ကျမ်းမာတော်မူကြပါစို့ခင်ဗျာယခုချိန်မှာစတင်ပြီးဒီကနေ့ဒီဇင်ဘာလ2ရက်နေ့ညနေခင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ကျွန်တော်ကတော့ရဲဘော်လိုင်းအောင်ပါဒီ channel လေးကမြေပြင် channel ကိုတင်ဆက်ပေးနေတဲ့သတင်း channel လေးဖြစ်တာကြောင့် like and subscribe လုပ်ထားဖို့လည်းဖိတ်ခေါ်လိုက်ပါရခင်ဗျာပထမဆုံးတင်ဆက်ပေးချင်တာကတော့စစ်အာဏာသိမ်းထားတဲ့မြန်မာနိုင်ငံကိုကမ္ဘာဘဏ်ကထောက်ပံ့ငွေနဲ့ကျင်းငွေများမပေးရေး No New Burma Fence Echo American Outlook တို့ကအတည်ပြုခဲ့ကြောင်းတင်ဆက်ပေးပါမယ် စစ်အာဏာသိမ်းထားတဲ့မြန်မာနိုင်ငံကိုကမ္ဘာပံကထောက်ပံ့ငွေနဲ့ချင်းငွေများမပေးအရေး No New Burma Fan X ကို American Outlook တို့အမကအတည်ပြုလိုက်ပါတယ်။ဒီဇင်ဘာလ၁ရက်နေ့ American Outlook တို့ကမြန်မာနိုင်ငံသို့ရန်ပုံငွေအသစ်မပေးရေးဥပဒေ HR 4423 No New Burma Fans Act ကိုအတည်ပြုလိုက်ခြင်းဖြစ်ပြီးထောက်ခံမဲ385မိနစ်ကန့်ကွက်သူမရှိအတည်ပြုလိုက်ကြောင်း အဆိုပါဥပဒေမူကြမ်းကိုလွှတ်တော်အမတ်နီကီမာဝီလျံစ်ကတင်သွင်းခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။မြန်မာနိုင်ငံကိုရန်ပုံငွေအစ်စ်မပေးရေးဥပဒေလို့အမည်ပေးထားတဲ့အဆိုပါဥပဒေမှာကမ္ဘာ့ဘဏ်ဝေါ်ဘဏ်ကစစ်အာဏာသိမ်းထားတဲ့မြန်မာနိုင်ငံကိုငွေကြေးထောက်ပံ့မှုများကိုရပ်ဆိုင်းရန်ရည်ရွယ်ထားကြောင်းအဓိကရည်ရွယ်ချက်မှာနိုင်ငံတကာပြန်လည်တည်ဆောက်ရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးဘဏ် World Bank မှနေတဆင့်မြန်မာနိုင်ငံကိုငွေကြေးဆိုင်ရာကတိကဝတ်အစ်စ်များ New Financial Commitments တို့မဟုတ် ငွေကြေးပေးချေမှုအစ်စ်မှာအမေရိကန်ပြည်ထောင်စုပါဝင်ခြင်းမရှိစေရတားဆီးရန်ပြကြောင်းထို့ကဲ့သို့ရန်ပုံငွေရဆိုင်မှုမှာ2021ခုနှစ်ဒီမိုကရေစီနှိကျရွေးကောက်တင်မြှောက်ထားတဲ့အစိုးရကိုဖျောက်ချခဲ့ပြီးစစ်တပ်မှအာဏာသိမ်းခဲ့မှုကိုတန်ခတ်အရေးယူခြင်းဖြစ်ကြောင်းသိရှိရပါတယ်အဆိုပါဥပဒေအရအမေရိကန်ဗန်ဒါယီဝန်ကြီးဌာနအနေနဲ့ကမ္ဘာ့ဘဏ်မှာရှိတဲ့အမေရိကန်အမှုဆောင်ဒါရိုက်တာ US Executive Director ကို မြန်မာနိုင်ငံသို့ရန်ပုံငွေပံ့ပိုးမှုကိုတားမြစ်ရန်ညွှန်ကြားခွင့်အနေထားကြောင်းရင်းဥပဒေကြောင့်မြန်မာနိုင်ငံအနေနဲ့ကမ္ဘာပံထမချီးငွေတမဟုတ်ထောက်ပံ့ငွေများရရှိမှာမဟုတ်ပဲရင်းကဲ့သို့နိုင်ငံတကာရန်ပုံငွေများကိုစံငံထားခြင်းဖြင့်စစ်တပ်အနေနဲ့ဒီမိုကရေစီကိုပြန်လည်ဖော်ဆောင်ရန်ဖိအားပေးခြင်းဖြစ်ကြောင်းနိုင်ငံတကာဗန်ဒါရိတ်ရင်းမြစ်တွေကိုမြန်မာစစ်တပ်ထံသို့မရောက်ရှိစေရန်ရည်ရွယ်ကြောင်းသိရှိရပါတယ်အမေရိကန်အောက်လွတ်တော်အမတ်ယန်ကင်ကစစ်တပ်က အာဏာတရားမဝင်သိမ်းယူခဲ့တာငါနဲ့နေပါရှိလာတာနဲ့အမျှမြန်မာနိုင်ငံမှာမငြိမ်မသက်မှုတွေလွှမ်းမိုးထားပါတယ်မြန်မာစစ်အာဏာရှင်ကြောင့်ဖြစ်ပွားတဲ့လူသားချင်းစာနာထုတ်ထားမှုဆိုင်ရာအကျက်အတဲကနိုင်ငံတကာဗန်ဒါရီအဖွဲ့အစည်းများမှရန်ပုံငွေများကိုတာဝန်ယူစွာသိမ်းဆည်းထားဖို့သို့မဟုတ်အကူအညီတွေကိုလိုအပ်ဆုံးသောလူ့အဖွဲ့အစည်းများထံပေးပို့ဖို့စစ်တပ်ကိုယုံကြည်လို့မရပါဘူးလို့ပြောဆိုခဲ့ပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးခြင်းတက်ကတော့ကြောက်ဖြူတန်းချောင်းဆွေနဲ့ မင်းပြင်ကာကင်းကုန်းတွေကိုအေအေကဒူးစစ်စင်တင်ပိုက်လိုက်ပြီလို့သတင်းထွက်နေကြကြောင်းတင်ဆက်ပေးပါမယ်။အာရခတ်တော်အေဟာရခိုင်ပြည်ကြောက်ဖြူမြို့နယ်မှာရှိတဲ့တိုင်းချောင်းစင်နဲ့မင်းပြင်မိုးလေဝသရေဒါစကန်ကိုကာထားတဲ့ကာကင်းကုန်းတွေကိုယမန်နေ့ကဒူးစစ်စင်တိုက်ခတ်ခဲ့ပြီးအပြည့်အသက်တင်ပိုက်လိုက်ပြီဖြစ်ကြောင်းသတင်းရရှိတယ်လို့မြေပြင်သတင်းရှင်းမြစ်တဦးကပြောပါတယ်။ချမ်ပါစစ်တပ်အခြေချတပ်ဆွေနေရာယူထားတဲ့တိုင်းချောင်းစင်ဘေးပတ်ဝန်းကျင်ကအတိတ်ကကြတဲ့ကာကင်းစကန်ကုန်းကို အေကယမန်နေ့ဒီဇင်ဘာလ၁ရက်နေ့ကထိုးစစ်ဆင်တက်ခတ်ခဲ့ပြီးနောက်ကာကင်စကန်တချို့ကိုတင်ပိုက်ခဲ့တယ်လို့ဆိုပါတယ်။တိုင်းချောင်းဆက်ရဲ့အတိတ်ကကြတဲ့နေရာကာကင်ကုန်းတွေပေါ့။အေကထိုးစစ်ဆင်ပြီးတင်တာလက်နက်ခရင်တချို့လည်းတင်စေရမိတယ်။စစ်တပ်ကအထိနာပြီးဈေးဘက်ကိုဝရုံတုံးကနဲ့နောက်ဆုတ်သွားကြတယ်။စစ်တပ်ကတော့လက်နက်ကြီး drone ကတော့ reset ပစ်တယ်လို့ပြောပါတယ်။အလားတူမင်းပြင်မှာရှိတဲ့မိုးလေဝသ radar scan အနီးအနားဝန်းကျင်မှာ ်တက်ဆွဲထားတဲ့ကာကင်စကန်ကုန်းတွေကိုလည်းယမန်နေ့ဒီဇင်ဘာလ1ရက်နေ့ကတင်ပိုက်လိုက်နိုင်ပြီလို့စီးရီးသတင်းရှင်းပြတူကပြောပါတယ်။မင်းပြင်းဆိုင်ကလုံးစင်တာအနီးပတ်ဝန်းကျင်ကထားတဲ့ကာကင်ကုန်းတွေကိုလည်းတင်လိုက်နိုင်တယ်။တိုက်ပွဲတွေကတော့အနီးနားဝန်းကျင်မှာဖြစ်တုံးပဲအတိလဲနာနေတယ်လို့ပြောပါတယ်။ပြီးကြတဲ့ရက်ပိုင်းကလည်းကြောက်ပြူမြို့နယ်တိုင်းချောင်းနဲ့မင်းပြင်းမှာတက်ဆွဲထားတဲ့စီအုစုတပ်ဖွဲ့တွေကိုရေခါလာပို့တဲ့စစ်ကြောင်းကိုအေကကြားဖြတ်တိုက်ခိုက်ခဲ့ရမှာစစ်တပ်ကအကြမ်းဆုံးများပြီး ဖယိုဖရက်ထွက်ပြီးတော့ခဲ့တယ်လို့စစ်မြေပြင်သတင်းရင်းမြစ်တူကပြောပါတယ်။တိုင်းချောင်းနဲ့မင်းပြည်မှာနိုဝင်ဘာလကနေစတင်ပြီးအကြံဖတ်စစ်တပ်နဲ့အေအေတို့သူတပြန်ကိုတပြန်တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်ပါတယ်။အကြံဖတ်စစ်တပ်ကလက်နက် drone လေကြောင်းရေကြောင်းပစ်ကူနဲ့အေအေကိုအပြင်းထန်ဒုစစ်ဆင်ခဲ့တဲ့အတွက်အေအေကနောက်ဆုတ်လက်လွတ်ပေးခဲ့ရတဲ့နေရာတွေကိုပြန်လည်တိုက်ခတ်နေကြောင်းသိရှိရပါတယ်။ ရင်နောက် A ဘက်ကပျောက် just နဲ့လက်နက်ကြီးစနိုက်ပါများနဲ့ပြန်လည်ပစ်ခတ်ပြီးပြန်လည်ထိုးစစ်ဆင်နေတဲ့အတွက်တိုက်ပွဲမှာဆက်လက်ပြင်းထန်လျက်ရှိကြောင်းသိရှိရပါတယ်။လက်နက်ကြီးကြီးများပစ်ခတ်တံကိုလည်းကြောက်ဖြူမြို့ပေါ်ကအထိပါနေစဉ်လူလူကြားနေရတယ်လို့မြို့ခန့်အမျိုးသမီးတူကပြောပါတယ်။တခါတလေဒူရန်တောင်ဘက်ကလူလူတပုတ်တောင်ဘက်ကလူလူအတန်တွေတော့ကြားရတယ်။တခါတလေအရန်ကြဲကြဲကြားရတယ်နေရာတော့အတိအကျမခံမတက်ဘူးလို့ပြောပါတယ်။ ကြပ်ပြူတိုက်ပွဲမှာအထိနာအကြဆုံးများနေတဲ့အတွက်အကြံဖတ်စေအုပ်စုရဲ့တမတစ်တမအင်းအား900ခန်းကိုရေချောင်းကနေတဆင့်ကြောက်ဖြူကိုပို့ဆောင်လိုက်ပြီးဖြစ်ကြောင်းဒီဇင်ဘာလ1ရက်နေ့ပူကြီးစင်ရော်ရဲ့စီရီတရင်သုံးသက်ချက်တင်ပြချက်တွေမှာဖော်ပြထားပါတယ်။တက်မာတစ်တရဲ့နီပြူဟာနဘာဟတစ်တတမျိုးမင်းတန့်ဦးစီးတဲ့ခမာယာ1တနှစ်1တ3နဲ့1 9ခမန်အင်းအား900ဝန်းကျင်ပြည့်ပြီးကြောက်ဖြူတက်နေကိုဦးတည်ပို့ဆောင်လာခြင်းဖြစ်တယ်လို့ဆိုထားပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးကြတာကတော့ပလင်းနဲ့ပေါ့မြို့နယ်မှာစစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်မှုစစ်သား၂ဦးသေဆုံးခဲ့ပြီးငောက်ဒဏ်ရာရရှိခဲ့ကြောင်းတင်ဆက်ပေးပါမယ်။စကိုင်းတိုင်းပလင်းမြို့ပေါ်မှာထွက်ခွာလာတဲ့စစ်တပ်စစ်ကြောင်းကိုမိုင်းဆွဲတိုက်ခိုက်ခဲ့ရမှာစစ်သား၅ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းပလင်းမြို့နယ်ပကဖသတင်းတာဝန်ခံကသတင်းဌာနကိုပြောဆိုပါတယ်။ဒီကနေ့ဒီဇင်ဘာလ၂ရက်နေ့မနက်09:26မိနစ်ခန့်ချိန်ပလင်းမြို့မှာမြောက်ကုန်းကြေးရွာဘက်ကိုထွက်ခွာလာတဲ့အကြံဖတ်စစ်တပ်စစ်ကြောင်းကို ပလင်းမြို့အနောက်ဘက်မြို့ဝင်တရားအနီတော်လန်ကြီးတပ်ဖွဲ့တွေကပရိဒါမိုင်းနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်းအစိုးရတိုက်ခိုက်မှုအတွင်အကြမ်းဖက်စစ်သား9ဦးထက်မင်းထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော်လန်ကြီးရဲဘော်များထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရပါတယ်ပလင်းမြို့ကနေမြောက်ကုန်းကြီးရွာဘက်ကိုထွက်လာတဲ့မြို့ဆောင်စစ်ခွေးတွေမြောက်ကုန်းကြီးရွာကနေအပြန်ပလင်းမြို့အနောက်ဘက်မြို့ဝင်တရားအရှိတ်မှာပရိဒါမိုင်းနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့တာပါစစ်ခွေး9ကောင်ထက်မင်းထိခိုက်ဒဏ်ရာရပါတယ် ကျွန်တော်တို့ရဲဘော်တွေတိကိမရှိစုခွာနိုင်ခဲ့ပါတယ်လို့ပလဲမြွနဲ့ပကဖသတင်းပြန်ကြားရေးတာဝန်ခံကဆိုပါတယ်အလားတူနိုဝင်ဘာလ18ရက်နေ့ကလည်းပလဲမြွနဲ့မင်းတိုင်ပင်ရွာနဲ့နှောကန်ကြားမှာရှိတဲ့ကျန်ဖတ်စစ်တပ်အထိုင်းကျတပ်ဆွဲထားတဲ့ကာကင်းဂိတ်ကိုတော်လိုင်းတပ်ဖွဲ့တွေကရှောက်တခင်ဝင်းရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရမှာအကျန်ဖတ်စစ်သားတအူးသေဆုံးခဲ့ကြောင်းသိရှိရပါတယ်အလားတူမကွေးတိုင်းပေါ့မြွနဲ့အတွင်းစစ်ကြောင်းထိုးနေတဲ့စစ်သားများမိုင်းနေမိပြီးနှစ်ဦးသေဆုံးခဲ့ကြောင်း Justice Fighter ပျောက်ကြားတပ်ဖွဲ့မှတာဝန်ရှိသူတဦးကရန်ကုန်ခေတ္တတရင်ဌာနကိုပြောဆိုပါတယ်။နိုဝင်ဘာလ30ရက်နေ့မနက်9:10မိနစ်ခန့်အချိန်မှာပေါ့မြွနဲ့အတွင်မှာရှိတဲ့ကြီးရွာတွေကိုစစ်ကြောင်းထိုးရန်ထွက်ခွာလာတဲ့အင်အားတရာခန့်ပါစစ်တပ်စစ်ကြောင်းဟာ Justice Fighter ပျောက်ကြားတပ်ဖွဲ့မှထောင်ထားတဲ့မိုင်းကွေးကိုဖျက်ဆီးသွားစဉ်မိုင်းနေမိခဲ့ခြင်းဖြစ်တယ်လို့သိရှိရပါတယ်။ထို့သောမိုင်းနေမိပြီးစစ်သား2ဦးသေဆုံးခဲ့ကလေဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးနောက်စစ်တပ်စစ်ကြောင်းဟာရှေ့ဆက်မတူနိုင်တော့ဘဲ ထိကိတ်ဒဏ်ရာရရှိသူတွေကိုတေဆောင်ကပြန်လည်စုခွာတော့ကြောင်းထိကိတ်ဒဏ်ရာရရှိခဲ့တဲ့စစ်သားတွေကို MI 17ရဟတ်ယင်းနဲ့မကွေးစစ်ရုံကိုပို့ဆောင်လိုက်ကြောင်းသိရှိရပါတယ်။ပေါင်မြွနဲ့ကပ္ပဆာ24ကနေစစ်ခွေးစစ်ကြောင်းကပေါင်မြွနဲ့အတွဲမှာရှိတဲ့ကြေးရွာတွေကိုစစ်ကြောင်းထိုးဖို့ထွက်လာတဲ့အချိန်မှာမိုင်းနေမိတာဒဏ်ရာရတဲ့စစ်ခွေး၄ကောင်တဲမှာဒီကောင်ကတော့နင်းနေစိုးရင်ရတယ်လို့သိရပါတယ်။အဲ့ဒီခွေးနာတွေကိုမကွေးစစ်ရုံကိုရဟတ်ယင်းနဲ့ပို့တယ်လို့သိရပြီးကြံတော့မသိရှိရတော့ပါဘူး။ ကပ္ပစ24နဲ့အနီနာတဝိုက်ကြီးရွာတွေကိုမကြာခဏဆိုးသလိုစစ်ကြောင်းထိုးဝင်ရောက်နေတာကကြာပါပြီလို့ Justice Fighter ပျောက်ကြားတပ်ဖွဲ့မှတာဝန်ရှိသူကဆိုပါတယ်အဆိုပါမိုင်းကွင်ကို Justice Fighter ပျောက်ကြားတပ်ဖွဲ့မှရဲဘော်များလှုပ်ဆောင်ထားခြင်းဖြစ်ပြီးတော်လိုင်းရဲဘော်များထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရပါတယ်ခင်ဗျာထမတင်ဆက်ပေးကြင်တာကတော့စစ်ကောင်စီကိုတော်လိုင်းရင် TNL မှာလက်နက်အကျွေးဒေါ်လာဘီလီယံချီအကျွေးတင်ထားတယ်လို့ဆိုခဲ့ကြောင်းတင်ဆက်ပေးပါမယ် အာနာတိစစ်ကောင်စီကိုတော်လှန်တဲ့၃လနှစ်အတွင်းမှာလက်နက်အကြွေဒေါ်လာဘီလီယံကြီးအကြွေတင်ထားကြောင်း TNL အထွေထွေအတွင်းရင်းမှုဗိုလ်ချုပ်တာဘုံကျော်ကယမနစ်ဒီဇင်ဘာလ၁ရက်နေ့မှာပြောကြားလိုက်ပါတယ်။၃လနှစ်ကာလအတွင်းရဲဘော်အင်အားထောက်ချီပေးဆက်အရင်းပြုခဲ့တယ်။လက်နက်အကြွေဒေါ်လာဘီလီယံကြီးအကြွေတင်ခဲ့တဲ့အာနာရှင်နေရန်ကိုခေါင်းနဲ့အတင်းဝင်တိုက်လို့ဥကောင်းကသွေးချင်းနေရလို့တည်မလောက်ပါပဲလို့ဗိုလ်ချုပ်တာဘုံကျော်က၎င်းရဲ့လူမှုကွန်ရက် Facebook စာမျက်နှာမှာရေးသားပြောကြားထားပါတယ်။ တစ်တုံညာနှစ်ခွန်စစ်စင်ရေးအတွင်းမိုးကုတ်မိုးမိတ်နောင်ချူတီဘောမျိုးအပါအဝင်ရှမ်းပြည်မြောက်ပိုင်းပလောင်တီတာအတွင်းကမျိုးပေါင်းတစ်၁၀ကျော်ကို TNL ကတင်ပိုင်နိုင်ခဲ့ပါတယ်သို့သောကြီးမရှိဘတ်ဂျက်မရှိခြင်းနဲ့အသက်ပေးဆက်မဲ့သူလူနေပါလာတဲ့အတွက်မိုးကုတ်နဲ့မိုးမိတ်ကိုအပေးယူလုပ်ပြီးစစ်ကောင်စီနဲ့အပြည့်ရက်ခဲ့ရပေမဲ့လေပွဲကမပြည့်သေးကြောင်းပိုချုပ်တာပေါင်းကျော်ကဆိုပါတယ် TNL အနေနဲ့ဗမာတော်လှန်ရေးတည်တင်းမှာလိုက်မပါနိုင်ခဲ့ပေမဲ့မိယာအရှိန်နဲ့တစ်တုံညာနှစ်ခုစစ်စင်ရေးဖြင့် စစ်ကောင်စီကိုတော်လန်ကကြိုးပမ်းခဲ့ကြောင်း၎င်းကဆက်လက်ပြောကြားထားပါတယ်။ဗမာရီဒီဒီခေါ်လို့လိုက်မပါနိုင်ပေမဲ့မိယာအရှိန်နဲ့လိုက်ဖို့ကြိုးပမ်းခဲ့ပါတယ်။တကယ်တကယ်တစ်တုံညာနှစ်ခွန်လို့တော့ဘေဒီဒီကမှလက်တွေပါမလာပဲနောက်ဆုံးကိုပဲအထီးကျန်ရွာကအင်းသူတွေပါလီရင်ဘုံတန်တင်ကြရတယ်။ရင်ဘတ်တွေတပြန်ပြန်ကွဲအသေးနှလုံးတွေနာကျင်ရပါတယ်လို့ပြောပါတယ်။စစ်ကောင်စီနဲ့အပေးယူလုပ်ပြီးအပြစ်ခတ်ရက်စေးလိုက်ရတဲ့အပေါ် ပေးဆက်နေတဲ့သူများအလုံးကိုလည်းအနှွညွတောင်းပန်ကြောင်း TNL ကဆိုပါတယ်တအောင်းနိုင်ငံရေးရဲ့ပန်းတိုင်တစ်ခုဟာမိုးကုံမြို့ကိုတအောင်းပြည်နယ်တဲ့ပြန်ပအောင်ကျူးပန်းရေးဖြစ်ပါတယ်ရှေးရခင်နှစ်ပေါင်းထောင်ချီကလေးကတအောင်းလူမျိုးတို့တည်လာတဲ့မိုးကုံဟာတအောင်းလူမျိုးလက်ထက်ပြန်ရောက်ရမယ်လို့ကြီးမန်းထားပါတယ်အခုတော့လက်ထက်ရောက်တဲ့ကိမုံကိုမဆောင်ရဘဲပုတ်ချခံလိုက်ရတဲ့လူမျိုးအသေးကွေးရပါတယ်ကမကုံသေးရင်တော့ကြိုးစားသူအတွက်ရလက်ရှိစမြဲလို့ယုံကြည်ပါတယ်လို့ပိုကျုပ်တာဘုံကျော်ကပြောပါတယ် DNL ဟာတော်လှန်ရေးပေါ်တစ္ဆာဖောက်သွားတယ်လို့ပပဆက်ဆက်စေစုနေသူများအနေနဲ့နာနာပြည်စေစုကြရရင်ပိုချုပ်တာပုံကြောကဆက်လက်ပြောကြပါတယ်တစ္ဆာဖောက်လို့ပပဆက်ဆက်ပြောသူတွေကိုတော်လှန်ရေးနှလုံးသေးချပြန်တုံးတက်ပြီးအရှိတရားတွေကိုလက်ကင်ထားစေခြင်းပါတယ်နေဦးတော်လှန်ရေးမှာဆယ်နှစ်ကျော်တည်ဆောက်ထားတဲ့ရင်းမြစ်တွေနဲ့အကောင်းဆုံးပံ့ပိုးခဲ့ပါတယ်လက်တုံးချောင်းထောင်းသူတွေကိုလစဉ်စံအိတ်ထောင်းကြီးပိုင်းကျွေးမွေးမြင့်တင်လေ့ကျင့်ပေးထားပါတယ်သူကိုဆဲလို့မောရင်ဖြစ် နာနာပြည်စစ်စစ်ပြီးတော့စစ်အာဏာရှင်ကိုလည်းနာနာပြည်တိုက်ပါလေလို့ဆိုပါတယ် TNL ကပြည်စုကြွေးမွေးပြူထောင်ဆောင်ရှောက်ခဲ့တဲ့တော်လိုင်းအဖွဲ့များအနေနဲ့မိုးကုတ် မြို့ကိုပြန်သိမ်းခြင်းမြင်ကျင်ကြောင်းလဲဗိုလ်ချုပ်တာပွန်ကျော်ကတိုက်တွန်းထားပါတယ်တစ်တုံညာနှစ်ခုစစ်စင်ရေးတွင်မိုးကုတ်တီဘောကြောင်မဲနောင်ချိုမိုင်းလုံးမိုင်းငော့မိုးမိတ်နမ်ဆန်မန်တုံကုတ်ခိုင်နန်ခမ်းနမ်တူစတဲ့မြို့တွေကို TNL ကသိမ်းပိုက်ခဲ့ပါတယ်စစ်ကောင်စီရဲ့ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်မှုတွေကြောင့် ကြောင်မဲ့နောင်ချိုတီဘောကို TNL ကလက်လွတ်ခဲ့ရပြီးလေချောင်းပုံကျဲမှုတန်းကြောင့်မိုးကုန်းနဲ့မုံမိမြို့ကိုလည်းစစ်တပ်တံကိုပြန်လည်ပေးအပ်ခဲ့ရပါတယ်။ကြန့်ရှိနေတဲ့မိုင်းလုံးမိုင်းကော့နမ်ဆန်မတ်တုံကုတ်ခိုင်နမ်ခန်းနဲ့နမ်တူမြို့တို့ကို TNL ကဆက်လက်သိမ်းပိုက်ထိန်းချုပ်ထားပြီးဒေသဖွံ့ဖြိုးရေးအုပ်ချုပ်ရေးများလေပတ်နေစေဖြစ်ကြောင်းသိရှိရပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးခြင်းတက်ကတော့ CDM မှာပါဝင်မှုကြောင့်စစ်အုပ်စုက1006နှစ်ချမှတ်ခဲ့တဲ့မြန်မာတနိုင်ငံလုံးအမှတ်အများဆုံးစုရှင် မောင်ကျော်လင်းတန်းပြန်လွတ်လာခဲ့ကြောင်းတင်ဆက်ပေးပါမယ်။ပုံမှန်905ကကြီး52ခါခွေးတို့နဲ့ထောင်တန်း6နှစ်ချမှတ်ခံထားရတဲ့2019ခုနှစ်ရဲ့မြန်မာတနိုင်ငံလုံးတက္ကသိုလ်ဝင်တန်းပထမဆုရှင်မောင်ကျော်လင်းတန်းဟာဒီဇင်ဘာလ1ရက်နေ့မှာဒိုက်ဦးအချင်းထောင်မှပြန်လည်လွတ်မြောက်လာပြီးဖြစ်ကြောင်းသိရှိရပါတယ်။မြန်မာတနိုင်ငံလုံးအမတ်အများဆုံးပထမဆုရှင်မောင်ကျော်လင်းတန်းဟာ စစ်တပ်ကတူပထမနှစ်မှာပညာသင်ကြားနေစဉ်စစ်တပ်အာဏာသိမ်းမှုမှာ CDN ဖြစ်ပါဝင်ရည်တည်မှုကြောင့်စစ်ကော်မရှင်တပ်မှဖမ်းဆီးထောင်ချခဲ့ခြင်းဖြစ်ပါတယ်။မနေ့ကကျွန်တော်ညီလေးကျော်လင်းတန်တာယူအချင်းထောင်ကနေလွတ်မြောက်လာပါပြီလို့၎င်းနဲ့နေဆက်သူတူက ARD time ကိုပြောပါတယ်။မောင်ကျော်လင်းတန်ဟာလူရည်ကျုံဖြစ်သုံးချိန်တိုင်တိုင်စုရရှိထားသူဖြစ်ပြီး2019ခုနှစ်တက္ကသိုလ်ဝန်ထမ်းစာမေးပွဲကိုအလုံမြို့နယ်အထက်ကလေးမှာဝင်ရောက်ဖြေဆိုခဲ့ပြီးဘာသာစုံကုံတူးနဲ့ မြန်မာတနိုင်ငံလုံးတက္ကသိုလ်ဝင်တဲ့ပထမဆုကိုရရှိခဲ့သူဖြစ်ပါတယ်။ဒီဇင်ဘာလ၁ရက်နေ့ကမောင်ကျော်လင်းတန်းအပါအဝင်ဒိုင်ဦးထောင်မနိုင်ငံရေးအကျဉ်းသား90ဦးပြန်လည်လွတ်မြောက်ခဲ့ကြောင်းဒိုင်ဦးအကျဉ်းထောင်နဲ့နေဆက်သူများထံကနေသိရှိရပါတယ်။ဒါ့အပြင်တာယာဝတီထောင်မ83ဦးမြင်းချန်ထောင်မ24ဦးတရက်ထောင်မ4ဦးဥပိုထောင်မ46ဦးဒိုင်ဦးထောင်မ90ဦးရမဲတင်းထောင်မ3ဦးနိုင်ချင်းစုစုပေါင်း209ဦးလွတ်မြောက်ခဲ့ကြောင်းသိရှိရပါတယ်ခင်ဗျာ။ ဟုတ်ကဲ့ပါခုလိုသတင်းများကိုနားဆင်ကြည့်ရှုပေးခဲ့တဲ့အတွက်အထူးပင်ကျေးဇူးတင်ရှိပါတယ်။နောက်ထပ်တော်လိုင်းရင်သတင်းတူများနဲ့ပြန်လာခဲ့ပါမယ်။မြန်မာပြည်သူပြည်သားပေါင်းအကြက်ဖက်စစ်အာဏာရှင်စနစ်ဆုလက်အောက်မှာအမြဲဆုံးလွတ်မြောက်ပြီးတော်လိုင်းနေတဲ့ကိုချိန်တော်တွင်ရောက်ရှိနိုင်ပါစေလို့ကျွန်တော်တို့တော်လိုင်းသတင်းဌာနမှဆုတောင်းလိုက်ပါရခင်ဗျာ။